ယူဒေလီမြို့တော်မှာ2022ခုနှစ်ကနေ2024ခုနှစ်အတွင်းနိုင်ငံပိုင်ဆေးရုံ6ရုံမှာအသက်ရှူလမ်းကြောင်းဆိုင်ရာနာမကျန်းမှုကြောင့်ဈေးကူတသူ2သိန်းကျော်စံချိန်တင်ရှိတယ်လို့အစိုးရကထုတ်ပြန်တဲ့အချက်လက်မှာဖော်ပြထားပါတယ်။လူရေတန်30ခန်းနေထိုင်တဲ့ဒေလီမြို့တော်ဟာကမ္ဘာလီတို့အညဉ့်ဉန်းဆုံးမြို့တော်တွေမှာပုံမှန်ပါဝင်နေကြဖြစ်ပါတယ်။လူရုညဉ့်ဉန်းမှုဟာအသက်ရှူလမ်းကြောင်းဆိုင်ရာနာမကျန်းမှုတွေအတွက်အထူးအကြောင်းရင်းတွေကတစ်ခုဖြစ်ကြောင်းစံမာရေးဝန်ကြီးဌာနကတက်စမာနေရက်ကပြောကြားခဲ့ပါတယ်။ လေရုညဉ့်ဉန်းမှုနှုန်းပုံမြင့်လာမှုဟာအရေးပေါ်ကံရောက်တဲ့လူနာအရေးအတွက်နဲ့ဆက်နွယ်နေတယ်လို့လေးလာသုံးသက်သူတွေကအကြံပြုထားပါတယ်လို့ဂျူနီယာကျန်းမာရေးဝန်ကြီးပရာတာပရာအိုဂျက်ဟပ်ကဆိုပါတယ်သုံးနှစ်အတွင်းအသက်ရှင်လမ်းကြောင်းဆိုင်ရာနာမကျန်းသူ3000ကျော်ဆေးရုံတရကုသခဲ့ရတယ်လို့ဆိုပါရယ်။နှစ်စဉ်ဆောင်းရသည့်ရောက်တိုင်းဒေလီမြို့မှာကောက်ပဲသီးနှံအကျဉ်းကျန်တွေကိုမီးရှို့တာဆေးရုံတွေကနေထွက်တဲ့ဒန်းငွေတွေနဲ့မော်တော်ယာဉ်တွေကနေထွက်တဲ့ဒန်းငွေတွေကြောင့်မီးခိုးမျိုးတွေထူထပ်အုံမိုင်းလေးရှိပါရယ်။ PM2.5 လို့ခေါ်တဲ့အမုံလေးတွေဟာကားအိတ်စောထမမဟုတ်ကြောင်မီးသွေးသုံးလျှက်စစ်ဓာတ်ပြီးစိတ်ယုံတို့ကဘေးထွက်ပစ္စည်းအဖြစ်ထွက်လာတဲ့အမုံအမွားတွေဖြစ်ပါတယ်။၎င်းတို့ရဲ့အရွယ်အစားသေးငယ်တာကြောင့်၎င်းတို့ဟာအသက်ရှူလမ်းကြောင်းရဲ့အတွင်းထဲကိုရောက်သွားနိုင်ပြီး ချောင်းဆိုးရင်ကျက်နာပန်းနာအဆုတ်ရောဂါဖြစ်ပွားမှုအန္တရာယ်ကိုပုံမဆိုးရွားစေပါတယ်။ New Delhi ရဲ့ PM 2.5အဆင့်ဟာ WHO ရဲ့ကန့်သတ်ပမာဏထက်အစ60အထိမြင့်တက်လျက်ရှိပါတယ်။အိန္ဒိယမှာ2009ခုနှစ်ကနေ2019ခုနှစ်အတွင်းလူ့ညဉ့်ညံ့မှုနဲ့ဆက်နွယ်ပြီးလူ3တက်သမှ8တန်းသေဆုံးခဲ့ကြောင်းသုတေသနလေးလာချက်တရက်ကိုလွန်ခဲ့တဲ့နှစ်ကဖော်ပြခဲ့ပါတယ်။